ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ရတော့မှာတော့မော်စီစာအကျိုးလေးတုံးဝယ်စီရောင်းစီကိုမြောက်ရတော့မှာဖြစ်ပါတယ်ဒီကြောက်ကလေးကိုတော့မန်လေးမင်းကင်ဝိုင်းမှာရဲ့တိန်600ကိုပွဲက30ထည့်ပေးပြီးဝယ်လာတာဖြစ်ပါတယ်ဒါတော့မိဖြူနဲ့ရိုက်ပြထားပါဗျာသူ့ရဲ့ဖွင့်ချက်နေရကိုကြည့်တဲ့ချိန်မှာညှို့ပြီးတော့မှရှင်းထွက်နေရပေါ့ကြောက်တာစီးပြီးတော့မှကြည်ပြီးတော့မှ ကျွန်တော်တို့ကဒီကြောက်ကိုဘယ်လိုတွက်လဲဆိုတော့ဒီနေရာကိုအပွင့်ကြီးသွင်းတွက်တယ်ပေါ့ဗျာအပွင့်ကြီးသွင်းထွက်လို့ရှိရင်အရင်ရမယ်ကျန်တဲ့အသေးသောတွေကျွန်တော်တို့ကအမြတ်ယူမယ်ပေါ့ကျွန်တော်တို့တွက်တာဒါကတော့မိအွာနဲ့ရိုက်ပြတာ ဖြစ်ပါတယ်ဒီကြောက်ရဲ့အဓိကပြဿနာကအကျွတ်ပွေးမညီတာပေါ့ဗျာအောက်ဘက်အချမ်းတွေကနည်းနည်းအပြက်တဘောဆောင်တဲ့အနေအထားတွေရှိတယ်ပေါ့ဗျာအောက်ဘက်အချမ်းအဓိကကတော့အကျွတ်ပွေးမညီဘူးပေါ့ဗျာအကျွတ်ပွေးမညီရင်အသားလည်းမညီနိုင်ဘူးပေါ့ဗျာထုတ်ထိုက်ပေါ့ဗျာ ဒါတော့ပရမတ်ဆုံးထွက်လာတဲ့အစပေါ့ဗျာကြောက်စီကြောက်တာတော်တော်ကောင်းတယ်မဲပြီးခဲပြီးညို့နေပေါ့ဗျာကြောက်ကဒါမဲ့ဒီကြောက်ကအဲ့မျိုးကျွန်တော်မန်းထားလို့တော့မဖြစ်တော့ဘူးပေါ့ဗျာဒါကပဲအကြီးဆုံးအစဖြစ်ပါတယ်ကျွန်တော်တို့မန်းနာကဒီအရွယ်ထက်ကိုပို့ပြီးတော့မှကြီးကြီးမန်းထားတယ်ပေါ့ဗျာကြောက်ကမပေးတာဗျာကြောက်ကမဖြစ်တာပေါ့ဗျာအဲ့ဒီအကျွတ်ပွေးမညီတဲ့ဘက်ကနေအဲ့ဒီအညိကြောတွေကတောက်လျှောက်ထိုးတက်လာတယ်ပေါ့ဗျာအမ်ထွက်လာတဲ့ကြောက်ကလေးကတော့လှတယ်ပေါ့ဗျာ ကြောင်လေးတော်တော်လာတဲ့ထဲမှာပါပါတယ်။ဒါကတော့ဖြတ်ပြီးတော့အလုံးရဲ့အနေထားလေးပေါ့ဗျာ။အပွင့်40တပွင့်ကမှတ်သန်းထားတယ်40တပွင့်။နောက်ရဲ့အသေးလေးတွေက16ပွင့်ပြန်ထွက်သေးရဲ့ဗျ။အဲဆိုတော့အလုံး58ပွင့်ပေါ့ဗျာ။ကြောက်ကဘန်းထဲမှာထည့်ထားရင်မဲပြီးခဲပြီးညို့နေ။ဘာယုံမကိုတိတ်မပေါ့ဘူးဗျ။ဒါတော့အကြီးသုံးပွင့်ကိုရိုက်ပြရတာဖြစ်ပါတယ်။ကြောက်စီကြောက်တာအခဲဘက်ကတော့ရောက်ရှင်းတယ်လို့ပြင်နေရဗျ။မဲပြီးညို့နေ ဒါတော့ clutch ရှင်နေမင်းမင်းနေတဲ့လူတွေအတွက်ရိုက်ပြထားဖြစ်ပါတယ်။ဒါတော့သွေးပြီးတော့အားလုံးရဲ့အနေထားလေးပေါ့ဗျာ။အကြောက်လေးတွေကတော်တော်လာပါတယ်။ဒီကြောက်လေးတွေကိုကျွန်တော်တို့က3690နဲ့နေတွေလက်ကြီးပပဖြစ်အောင်မရောင်းပါတယ်။ဆရာတပည့်တွေနေတွေရတယ်ပေါ့ဗျာ။ကြောက်ကလည်းမဖြစ်တဲ့အခါကျတော့ဒီလပိုင်းဒီနှစ်ပိုင်းတွေကလည်းကြောက်သေးကွက်ကလည်းမကောင်းတော့ပပပပနဲ့ဒစ်လည်နေတဲ့သေးကွက်ပေါ့ဗျာ။ဒီဗီဒီယိုဖိုင်ကိုစောင့်ကြည့်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။